ရှေးရောင်းပြီးတော့ဝင်ငွေဖြောင်းနေတဲ့ဒေကနာရဲကအစ္စရေး27ရာစုမှာစိန်ခုံမှုတွေများလာတဲ့ရှေးလိုအပ်ချက်ကိုအစ္စရေးနိုင်ငံအစိုးရကအခုလိုမျိုးပြောင်းလဲပြလိုက်ပါတယ်။အစ္စရေးနိုင်ငံလိုမျိုးရေရှားပါတဲ့နိုင်ငံကအားလုံးကိုအားသင့်စေခဲ့ပါတယ်။ရှေးရင်းမြစ်တွေကိုအသုံးချရတဲ့နည်းပညာတွေကိုပါအစ္စရေးကတကယ်ပါလုံးကိုဖြန့်ဝေနိုင်ခဲ့ပါပြီ။ဇာငံရေတွေကိုအစင်းစင်ပေါင်းခံပြီးနိုင်ငံမြောက်ပိုင်းကရေချိုစုဆောင်တဲ့အိုင်ကိုပို့ပါတယ်။ဒီလိုမျိုးဖြစ်လာဖို့အတူမြောင်းတွေပိုင်လိုက် နဲ့ရေစုကန်နဲ့ရေတွန်းစက်တွေအများကြီးတိစောက်ခဲ့ရပြီးတော့ဒါကကဘာပေါ်ကအကြီးအမားဆုံးရေချိုပြောင်းလဲနိုင်တဲ့အစီအမံကိန်းတစ်ခုပါတိစောက်ခဲ့တဲ့အင်ဂျင်နီယာတွေကလည်းအစ္စရေးနိုင်ငံသားတွေပဲဖြစ်ပြီးတော့နိုင်ငံသားပညာရှင်တွေရတာအစ္စရေးနီးပညာကိုပြန်သင်ယူခဲ့ရပါတယ်ဒီစီမံကိန်းက1964ခုနှစ်မှာပြီးဆုံးခဲ့ပြီးတော့ American Dollar 112တန်းကုန်ကြခဲ့ပါတယ်ဒီကနေ့တန်ဖိုးနဲ့ဆိုရင်တော့ American Dollar 1.1ဘီလီယံတန်ကြီးရှိပါတယ်ဒီစီမံကိန်းကြောင့်ပဲ ရေရှားပါတဲ့ဒေဂနာယအစ္စရေးကထုတ်လုပ်တဲ့ရေကြိုတွေကိုအင်းဒီစနိုင်ငံတွေကိုပါတောက်သုံးရေတင်ပို့နိုင်တဲ့အပြင်ဂျော်ဒန်နိုင်ငံကတော့သုံးရေရောတောက်ရေကိုပါရောင်းချနိုင်ခဲ့ပြီး20ဒေါ်လာဘီလီယံနဲ့ချီတဲ့ဝင်ငွေတွေကိုရရှိနေတာပဲဖြစ်ပါတယ်ရှင်။